ไม่为丢的，我ส่งค่ะจะนอนใจเสียงแหลมมาฉันต้องนอนเสียงในเจ็เลยจะสู่ไรบาเลย ဒီနေ့မှာတော့ကျွန်တော်အစိုးတော်တရားကိုဖိတ်ခေါ်ထားပါတယ်ဗောနော်သူ့တချင်းဟာဆိုလို့ရှိရင်ဒီလူငယ်တွေရောလူလက်ပိုင်းတွေကြားထဲမှာဗောနော်ရေပန်းစားတာတွေရှိတယ်အခုထိလဲလူငယ်တွေကြားမှာရေပန်းစားနေတော့မယ်ဗောနော်ဆိုတော့အတန်ဆစ်ဆွေးလေးနဲ့သူ့တချင်းလေးတွေတီးဆိုခဲ့တဲ့အတွက်ကြောင့်လူတွေတတိထားမိလာခဲ့တယ်ပြိတ္တတွေအများပြားရရှိလာခဲ့တယ်ပေါ့နော်အခုထိလဲသူ့တချင်းတွေကမယိုးမအီတော့ဘဲနဲ့အာနားထောင်နေတာတွေကိုလည်းတွေ့နေရပေါ့နော်ဒါပေမဲ့ဒီအနုပညာပိုင်းနေတချင်းဆိုတာတွေကတော့သူ့ ဒီကြားတော့တွင်းမှာရက်တန့်သွားတာတွေတော့ကျွန်တော်တို့တွေးခဲ့ရပါတော့ဆိုတော့အတချင်းတစ်တွေမထွက်တာတွေလည်းကျွန်တော်တို့တွေးခဲ့ရတယ်ဒါမဲ့တော့ဒီနေ့အခွင့်ရရပြီးတော့တူးနဲ့တစ်ချိန်ပြန်လဲပြီးတော့တွေးဆောင်ခွင့်ရခဲ့တယ်ပြီးလို့ရှိရင်သူ့ရဲ့အကြောင်းလေးတွေကိုပြန်ပြီးတော့အင်တာဗျူးခွင့်ရခဲ့တယ်ပြီးလို့ရှိရင်သူဒီကြားထဲမှာဘာတွေလှုပ်ရှားနေလဲဆိုတာကိုကျွန်တော်တို့ဒီနေ့တွေးဆောင်ပြီးတော့မြင်မြန်းသွားမှာဖြစ်ပါတယ်သူကတော့ဒီ black hole ဘန်က assignment ဖြစ်ပါတယ် โอเคมั้ยสุนคาพี่สุนคาโอเคป่ะทีนี้เอ่อประมาทสงนี่เนี่ยเนาะทีนี้ที่อินเทอร์วิวลาไปได้ตั่วเลยอายเจซุติเนี่ยป่ะเนาะชั้นน่ะเนาะเสียเนี่ยပြီးတော့สําหรับประมาทสงนี่เนี่ยจนอกุเมชินาก็ที่เมชินาတော့ไม่ห่มป่ะเนาะอ่าที่จ้าแท้มาแล้วอกุอ่ะปริตัตติจ้ามาเนเนเปี่ยวตัวตุยอ่ะတော့เลยสรเอาที่ปริตัตตินี่ကျွန်တော်တို့ရှင်းတဲ့တော့ဆင်ပရိတ်တ်ရောအကိုရဲ့ပရိတ်တ်တွေရောပြန်ပြီးတော့သိရှိရအောင်ဆိုပြီးတော့ပထမဆုံးအနေနဲ့ပြန်ပြီးတော့တစ်ချက်မိတ်ဆက်ပေးပါမှာဟုတ် ျွန်တော်နာမည်အစိုင်းပါကျွန်တော်ဟိုနော် black hole ဆိုမှအဘန်ဖွဲ့တာရှိပါတယ်အဲ့ဒါနဲ့ခုနောက်ပိုင်းဆိုရင်တော့ကျွန်တော်ဟိုရှမ်းတချင်းအနေနဲ့ဆိုရင်ကျွန်တော်တင်တိုင်းဆိုတဲ့နာမည်နဲ့ဆိုပါတယ်ဘယ်ကတော့ Wonglan Fa ဆိုတဲ့နာမည်နဲ့ပေါ့อ๋อส so, ร้ออคูก็တော့เลยติชั้นป้ายมาอนุปัญญาเล่าชามุฤษีเนี่ยตะชิ้นสู่เนี่ยป่ะเนาะ ဟုတ်တယ်ဗျာအော်အစကောကကျွန်တော်တို့ဆိုလို့ရှိရင်အကိုဒီဘယ်လဲမြန်မာတချင်းနေနဲ့ပဲစတိခဲ့ဆိုတော့လေအခုလည်းတချင်းဆိုလာဆိုအာအကိုကကြာဘာလူမျိုးလဲပေါ့နော်အဲ့ဒါတချက်လောက်ကျွန်တော်ကအဖေကရှမ်းဗျာအမေကဒနုအော်ရှမ်းဒနုပါရှမ်းဒနုကပြားပေါ့နော်အော်อ๋อโอเคโอเคสรุปอดีอไซน์เนี่ยดิแบล็คโฮลเนี่ยตะชิ้นนี่อนุปัญญาป่ะเนาะเอ่อบลูမျိုးสะตินลาแค่แล้วบลูปုံสันเนี่ยสะตินลาแค่ตาแล้วเปียเนาะอืมเอ่อเราจะ တချင်းရေးရတော့ကျွန်တော်ကိုးတန်းမှာစာရေးတာပေါ့နော်ကိုးတန်း99လောက်ပေါ့အဲ့ဒီစာရေးမှာ2000လောက်ဆိုရင်ကျွန်တော်တို့တငယ်ချင်းတွေစုပြီးမှတောင်ချင်းမှာရှိရစတူဒီယိုမှာအဲ့လိုဒီမိုလေးတွေပြီးကြတယ်တချင်းတွေရေးပြီးမှအဲ့ရေးထားတဲ့တချင်းတွေကိုပြီးကြတာပေါ့နော်အာအဲ့ပြီးကြပြီးမှအချင်းအများကြီးဖြစ်လာတော့ကျွန်တော်2003ကျတော့ရန်ကုန်ဆင်းပြီးမှ professional အနေနဲ့စလုပ်ဖြစ်တော့အဲ့မှာလည်းအဲ့ကျမှနာမည်တခြားရွေးဖြစ်တာ black hole ဆိုမှာအာဟုတ်ကဲ့ โอเคส่วน black ก็ก็จะแบนนามเองป่ะเนาะแบนนามครับอืมส่วน2000ติดกระเดะก็ซ่าแค่เลยโหลเปียวเลยอ่ะป่ะ2000คนกระเดะก็ป่ะเอ่อ professional เนี่ยส่วนเนาะก็ป่ะ2000ติดโหลไปเปียวเลยอ่ะอ๋อจังหวะหาเนี่ยเราก็เอออเปียนอ่ะนี่ตุ้ยจုံอยู่ดาอ๋อๆๆ ဟုတ်ဟုတ်ဆိုတော့လို့ရှင့်အဲ့ကလေးစားခဲ့ကျွန်တော်တို့ကမမွေးသေးဒါပေမဲ့အကိုရဲ့တခြင်းဒီနေ့ဒီကျွန်တော်တို့နားထောင်နေကောင်းနေတော့ပဲပေါ့နော်ကျွန်တော်တို့လည်းဒီနေ့ထိနားထောင်နေတော့ဆိုတော့အာဆိုတော့အဆိုအကိုရဲ့ဒီလိုဘလို့ကြောင့်အနုပညာလောကထဲစဝင်ခဲ့တာလဲဘလို့နဲ့ဒီဟာကြီးရော profession အနေနဲ့စဖြစ်ခဲ့တာလဲပေါ့နော်နော်ဘလို့ပြောမလဲဆိုဝန်နာပါတော့ကျွန်တော်တတိထားမြန်ငယ်ငယ်ကလေးရမယ်ပေါ့နော်ဟိုဂီတာတီးတက်လေးတန်းလောက်ဆိုဂီတာတီးတက်ပြီနည်းနည်းပါးပါဟုတ်ဟုတ် အဲ့တော့တည်တတ်ပြီဆိုပြီးတော့ကျွန်တော်6တန်းလောက်ပါကြာဦးလေးတင်ပေးရလေဦးလေးတင်ပေးရသူက0 TY ဆိုမှရှိရအဲ့ဒီသူကသူလစ်ပြရပေါ့လစ်တီမှသူတင်ပေးတင်ပေးနေအဲ့မပိုးတဲ့တဖြည်းဖြည်းတက်လာတယ်နဲအဲ့ပြီးတော့98 99 2000အဲ့ဝန်းကျင်ကျတော့ကျောတောင်ကြီးမှာလေတောင်ကြီးမှာဆိုတော့အဲ့ဒီအဲ့ဒီကာလတော့တောင်ကြီးကစီနီယာအကူတွေပေါ့ရေလည်းမိုက်တယ်ရေလည်းမိုက်တယ်သူတို့ထားတဲ့ချင်းတွေလေကိုယ်နောင်းတို့ ဝန်ထွန်းတို့ဝေဖြူတို့ကိုမောင်ဇလာတို့ပိုင်ဒီအန်စ်ဘန်တို့နိုင်ပဲတောင်းကိုတောင်းထူးတို့တောင်းလျှောက်ပဲထွက်လာဖမ်းနေသူတို့ကြည့်နေပဲတချင်းရေးချင်လာတာအချင်းရေးချင်လာတော့အမရေးဖြစ်ပြီးတော့အမဒီအန်စ်ဘန်လေးကိုအဲ့ဒီဘန်ချောင်းပဲကျွန်တော်လည်းဘန်ဘန်ဖွဲ့ပြီးမှလုတ်ချင်လာအဲ့အဲ့နဲ့ပဲ ဒီလောကလောက်မနေနိုင်ဘယ်နဲ့ရောက်လာအဲ့ဆိုလို့ရှိရင်စံတော်ဝါနဲ့ရှောက်ရှောက်နဲ့ရောက်ခဲ့ရလို့ပေါ့နော်စံတော်ဝါကပဲဘာဖြစ်မလဲဆိုတာမသိဘူးမသိနိုင်တဲ့တရားလောက်ချင်လို့လောက်လာအာဝါသနာအရင်ခံပြီးတော့ပဲလောက်ခဲ့တာဟုတ်ကဲ့ဟုတ်ကဲ့အဲ့တုန်းကလောက်ခဲ့တဲ့အတွေ့အကြုံရပါဘူးကိုကြီး အအခက်ခဲတယ်ဆိုဘယ်လိုရှိခဲ့လဲစိန်ခေါ်မှုတွေဘယ်လိုရှိခဲ့လဲပေါ့နော်အဲ့တော့ဆိုဘယ်လိုပြောမလဲဒီနေ့ဒီချိန်ထိတော့ခက်ကလာကတော့မကောင်းခက်လည်းမမီပေါ့နော်အပစ္စည်းကရိယာတွေအစားပေါ့ဒါပေမဲ့အဲ့ချိန်တော့ဘယ်လိုများအခက်ခဲတွေရှိခဲ့လဲပေါ့နော်ပြီးလို့ရှိရင်အများစွာလည်းတေးသေးသေးဆိုတာအကူကိုတိုင်းပဲလားလို့အဲ့ဒါဟိုက profession နဲ့စာလုပ်တဲ့ချိန်လားဒီရှေ့ရောလားအ profession နဲ့စာလုပ်တဲ့ချိန်ရောပြီးလို့ရှိရင်အဲ့အရှိပိုင်းရောပေါ့နော်စံတော်အားလုပ်နေတဲ့ချိန်မှာပေါ့အရှိပိုင်းဆိုရင်ရှေ့ပိုင်းဆိုရင်ကျွန်တော်တို့က ဒီကကြောင်းသားပဲဗောနော်ကြောင်းသားလေးဆိုကျွန်အဲ့မုံဖိုးလေးကဒီစတူဒီယိုတင်းဖို့တဲ့စုစုပြီးမှတင်းကြတော့အဲ့လိုပဲတချင်းနေတိုက်ပြောစီမှာအဲ့လိုခွေချမ်းစင်ကိုအဲ့စင်လောက်ရအောင်တင်းကြတချို့တငယ်ချင်းတွေလည်းဝါနာပါတော့ဒီမုံဖိုးလေးလာဆိုင်ပြီးမှတင်းခိုင်းအဲ့လိုဗောနော်အင်းချစ်ဖို့ကောင်းတယ်အဲ့လိုအဲ့လိုမျိုးတွေနဲ့ကျွန်တော်လှုပ်ခဲ့ရတာဗောပြီးတော့နောက်ပိုင်းတစ်ထောက်တင်းနောက်ပိုင်းရန်ကုန်ဆင်းတော့လေအဲ့လိုပါပဲဟို ဘာဝင်မမှမရှိရနော်ရန်ကုန်ရောက်တော့အဲရန်ကုန်မှာတငယ်ချင်းတိုက်ခမ်းတဲ့နေ့ဒီမှာတန်းနေအုတ်အုတ်လိုက်ဆင်းသွားပေါ့တအုတ်လိုက်ဆင်းပြီးအဲ့လိုနေပြီးတော့အချင်းနေတွင်းကြခက်ခဲဆိုတော့တက်တိုင်းဘာဝင်ကုန်မှမရှိဘူးလေဒီလှုပ်ချင်တာတစ်ခုပဲရှိတာဟုတ်အဲ့တော့အဲမြမရကျော်ပထမဆုံးခေစတဲ့ဖြစ်တာကအဖေအဖေအဖေကသူအဲ့တော့ဘယ်လိုလဲ ဆယ်သိန်းလောက်နဲ့ထုတ်ပြေအဲအိုင်းနဲ့အုပ်လုံးစင်းသွားကြိုင်မှာကျွန်တော်တွင်းကြတာဟုတ်စတူဒီယိုဒီမှာပေါ့တွင်းကြမှာတော့အဲ့ဒါဈေးကြီးလောက်ပဲ recording zero အဲ့လိုသွားဈေးလာဈေးလောက်ပဲရှိရတယ်အဲကျွန်တော်ကခွေထုတ်နိုင်တဲ့အစင်းတိရောက်မလားမရောက်ဘူးလားဆိုလဲတွေးဖြစ်ပါဘူးသိလည်းမသိဘူးဘာဆက်လို့မလဲမသိမတွေးဘူးဒီတိုင်းပဲစင်းသွားတီးတယ်ကုံကလည်းပြန်လာတယ်လို့ပေါ့နော် နေ့ချင်းနဲ့လဲဝိုင်းကူကြတယ်လို့ခက်ခဲဆိုအဲ့ဒါကြီးပါပဲတော်တော်လေးတော့ဖြတ်တန်ခဲရတယ်ပေါ့နော်အဲ့ခက်ကလာချင်းကြီးရဆိုတော့လက်ရှိမှာရောအကိုရဲ့ဒီအနုပညာလှောက်ရှားမှုတွေပေါ့နော်တည်ဆုံမှုတွေရောဘယ်လိုအပိုင်းတွေမှာလှောက်ရှားနေလဲဘာတွေလုပ်နေလဲပေါ့အခုလောလောဆယ်လားဟုတ်ကဲ့ဟောလောလောဆယ်ကကျွန်တော်ကအဲရှမ်းတချင်းတွေလုပ်နေရှမ်းတချင်းလုပ်နေတင်းတိုင်းစနမဲနေပေါ့နော်အဲဘန်ဂျာတော့ဝုန်းလန်ဖောက်ရှမ်းပဲအဲ့ အဲအဲ့လိုမျိုးရှမ်းဖက်ပိုင်းမှာလှုပ်ရှားမှုအဲ့လိုလှုပ်ရှိတဲ့တခြင်းနဲ့ပတ်သက်တယ်ဟုတ်ကဲ့အာမြန်မာတခြင်းနေရောအမျိုးတီထက်တီဆိုလာဖို့ရှိမလားပေါ့နော်ရှိနေပါတယ်ရှိနေမှာလောလောဆယ်ကျွန်တော်မတွေးထားသေးဘူးအာဟုတ်ကဲ့ဆရာအကူကဒီအခုနောက်ပိုင်းဒီရှမ်းတခြင်းနေလဲဆိုလာတာတွေ့တယ်ပေါ့နော်ရှမ်းတခြင်းနေလဲလှုပ်လာတာတွေ့ဆိုတော့ဘယ်လိုမျိုးစိတ်ကူးပုံစံမျိုးနဲ့ဒီရှမ်းပိုင်းကိုပြောင်းလာခဲ့တာလဲပေါ့နော်ဒီရှမ်းတခြင်းပို့လှုပ်လာခဲ့တာလဲပေါ့ဘယ်လိုစိတ်ကူးမျိုးတွေနဲ့ စားခဲ့တာလေပေါ့နော်ဒီရှင်းတခြင်းလေးဆိုတာနေပါလေပေါ့နော်ဒါကတော့ကျွန်တော်ဒီလိုပဲပေါ့ဒီရှမ်းရှမ်းတိုင်ဝမ်တခုတည်းရောက်ပြီးတော့ကျွန်တော်ကကျွန်တော်ရှမ်းမဲ့ဘူးနော်အဟုတ်ပြဖေးရှမ်းဆိုတော့အဲ့တော့ကျွန်တော်လည်းဒီရှမ်းတခြင်းနဲ့ပတ်သက်ပြီးကျွန်တော်ကျွန်တော်လည်းလှုပ်တဲ့နဲ့อืมเดี๋ยวตัดเต้นเนี่ยอืมๆพี่ว่าดีมิวสิกสไตล์ตะคู่นี้ถั่วล่ะมะล่ะแล้วเอ้ยจังเลยจู้ซ้าจี้ฉินน่ะบ่เนาะอะไรเนี่ยอดิก็ไอ้เหล่านี้ ်တွင်နေလိလာတော့ဗောလိလာရင်မှကျွန်တော်ရေးဖို့ရေးကြည့်ရေးဖို့ကြိုးစားအဲ့တဆင့်အဲ့နောက်ပိုင်းအဲ့ဆင့်နေကြိုးပြီးတော့နောက်ပိုင်းကျတော့တွင်းဖြစ်တယ်ဗောတွင်းဖြစ်အခုနောက်ပိုင်းတော့ဟိုလန်ဖာဆိုတဲ့အဲ့ page လို့ YouTube channel လို့ရှိရဲ့အဲ့ကနေကျွန်တော်တို့ဘယ်လိုပြောမလဲတင်ထားတာဗောမဝင်ကြည့်လို့ရပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ခုနလေးတစ်ချက်ပြန်သွားမယ်အကိုတို့ဒီအာစားခဲ့တဲ့အချိန်ပေါ့နော်မြန်မာတချင်းတွေစားခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်အကိုတို့ကိုစားပြီးတော့လူတွေတတိထားလာမိစေတဲ့တချင်းမျိုးပေါ့နော်ဘယ်အချိန်ကစားပြီးတော့အကိုတို့ပို့ပြီးတော့လူတွေကတတိထားမိခဲ့ရလဲပေါ့နော်တချင်းတွေဆိုဟုတ်အဲ့ဒါအဲ့ဒါကျောခုနပြောလို့ပေါ့ကျောနှစ်ထောင်နှစ်ထောင်တက်လောက်စားတော့တွင်းနေခွေပေါ့အာကံကောင်းချင်တော့တကောင်းချင်တော့တီးပြီးပြန်လာတယ် ပြီးပြန်လာပြီးမှအတူချုံပြောမနော်အတူချုံပြောဆိုအပရိုဒျူဆာရရပေါ့မင်းတို့မင်းတို့မင်းတို့ခွေထုတ်ပေးမယ်ဆိုတော့ဒီပြောကြီးဆင်းလာကြဆင်းလာပြီးတော့ကျွန်တော်တို့အဲ့အဲ့ချိန်မှာဒါမဲ့ဒါမဲ့ single album နေနဲ့ထုတ်ပေးတာမဟုတ်ဘူးဒါ group လေး group ပေါ့အဲ့မှာပါမဟာ black hole ပါမယ် big bag ပါမယ် antibiotic ပါမယ် the ants အဲ့11 11ပေါင်းမှာအဲ့အဲ့အဲ့တချင်း album title ကဟို မားတဲ့ခါလဲမားပြီမှာပေါ့ပေါ့အဲ့အဲ့ဟာရောလေးပုတ်ပါတယ်အမဟုတ်တခြားအဲ့အဲ့တခြား anybody တို့ big bag တို့ဒီအစားရောဝက်စီနီယာဘောသူကနာမည်ကြီးနေပြီသူတို့အားကိုယူမှာကျွန်တော်ကျွန်တော်ကျွန်တော်ဘယ်ထဲလဲသဘောထိုင်နေကျွန်တော်ထင်တာအဲအဲ့အဲ့မှာကျွန်တော်တို့ကလေးပုတ်ပါတယ်လေးပုတ်အဲ့လေးပုတ်မှာမှာတနခါရဲ့အချင်းညီမြချင်းအချစ်ရဲ့အဲ့နှစ်ပုတ်ကအဲ့လူ တနခါဆိုလို့ရှိရင်ငငယ်ကလေးနားထောင်ဖူးတယ်ဒီចောင်းစားတက်လက်ကလေးကလေအဲ့ဒါနဲ့စတော့နားထောင်ဖူးတော့ဆိုတော့အဲ့တတိတော့ထားမြဲပေါ့နော်ဒါပေမဲ့အစိုးတော့ဆိုတော့ဘယ်လိုလဲမသိဘူးဒါပေမဲ့ဒီတော့တင်ရဟုတ်ကဲ့ဆိုတော့အစားဟဲ့ဒီတချင်းနေပေါ့နော်အမ်ဒီနေ့ထိလဲရိုးဣတော့မရှိဘူးပေါ့နော်ဒီကျွန်တော်လူငယ်တွေကြားမှာဆိုလဲရေပန်းစားမှုရှိရဲပေါ့အခုခေတ်လူငယ်တွေကြားမှာလဲရေပန်းစားနေတဲ့ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကိုယ်အနေနဲ့ပါခံစားရလဲဗာမြပြောချင်လဲပေါ့ အဲ့တော့ကျွန်တော်လည်းတစ်ခါချင်းပြန်စဉ်းစားကြည့်ရပါအခုချိန်ဒီဘလို့ဘာလို့ရေပန်းစားနေလဲဆိုပြန်ဖြေရမယ်ဆိုကျွန်တော်မသိဘူးလို့ဖြေရလို့လဲဆိုအဲ့တော့တချင်းเนี่ยကိုကူကူပဲတီးရခင်ဗျ Black Hook ပဲနဲ့လေကိုကူပဲရေးရဆိုလဲခိုင်းနေကျွန်တော်ကရေးတယ်ပြီးတော့ကျွန်တော်ဆိုးရပေါ့ဒီပိုင်းချင်းပြန်ချင်းဆိုတီးတော့ကောင်းလားဆိုတော့လေ မကောင်းပါမကောင်းပြန်အဲ့လိုပဲဂီတာသမားနဲ့လည်းတလောဆုံပြည့်သူပြောတာအော်ဘာတီးခင်မှလည်းမတီးဘူးပဲအာ effect တန်နေရလည်းဘလို့ဒီမှလည်းမတီးဘူးအဲ့တော့တီးတာလည်းကောင်းလားဆိုမကောင်းရေးတာကျတော့လေကျွန်ရေးရလေနော်ကဲကလေးတတ်တလမတ်တလောက်လေးပေါ့ရင်ကောင်းနေလားဆိုလည်းမကောင်းပါဘူးဆိုတော့ဆိုတော့လေဘလို့လို့ကောင်းမှလဲအဲ့တော့ကျွန်တော်ကျွန်တော်တီးတာဆိုဂျူ recording တကယ်ယူလို့ရှိရင်သူကမနေ့7နိုင်ည9နိုင်လေညနေ9နိုင်ပေါ့အဲ့ဈားထဲမှာကျွန်တော်တို့ကအစင်ချင်းပေါ့ဥမာဟောလိုတီးရပြင်း drum တီးရပြင်း bass တီးရပြင်း modulator တီးရအစင်စင်နောက်ဆုံးပြီးပြီဆိုရင်ချိန်မှာနောက်ဆုံး vocal အချောလေအဲ့တည့်ရတယ်ဆိုရင်อืมအဲ့တည့်ရထဲမှာပဲ7နိုင်နဲ့9နိုင်အတင်းမှာတကယ်လို့ချိန်မလောက်ဆိုသူတို့ကအဲ့လိုမျိုး ပနိုင်ဘလောက်တနိုင်ဘလောက်ထိုက်ယူလို့ရလေအဲအဲလောက်ဒီထိုက်ယူရင်ကျွန်တော်ဆိုတာအပီးဆိုတယ်အာဟမနီပါလိုက်လိုက်တယ်အာအေးရောအဲ့လိုကောင်းလားဆိုလဲမမကောင်းလေဘလို့ကောင်းမလဲနော်အင်းအင်းအင်းလူကအများန်းကိုခါပြည့်နေတာမဟုတ်ဘူးပြတနေကုန်လဲလှုပ်လှုပ်ထားတယ်အင်းအင်းအင်းညအပီးအတီဆိုလိုက်တယ်ဆိုတော့ဆိုတာလည်းမကောင်းဒါမဲ့ဘာဖြစ်လို့ဒီချိန်ကြီးပြန်ဆန်းနေလဲဆိုပြန်ပြန်စစ်စားအဲ့အကြောင်းကျွန်တော်မသိတာလေ ဒါမဲ့လည်းတကယ်လည်းအခုထိနားထောင်လို့ကောင်းနေတော့ပဲเนาะမျိုးတစ်ချိန်အမျိုးပြန်သွားနားထောင်လို့ရှိရင်ကိုရီးယားတခိတခံငယ်ဘွားလေးပြန်ပြီးတော့တတိယရွာတာတို့အမျိုးတစ်ချက်လေးအဲလမ်းဆွေးရတာအရင်တော့ဖြစ်သွားစေတာပေါ့နော်ဒီတနခါအကိုအတာမကောင်းလို့တာပြောဒါပေမဲ့နားထောင်တဲ့လူတွေလည်းတော့ကောင်းတယ်ပေါ့နော်သူဘယ်လိုပြောမလဲဆိုတော့ကောင်းဆိုပေမဲ့လို့သူအဲအဲကိုကိုပြန်နားထောင်တိုင်းတွေးမိတဲ့တစ်ချက်ပေါ့အဲ့ဒါလေးကမစိုးပါဘူး ဲ့လေကြောင့်လည်းဖြစ်နိုင်တယ်ဟိုဘာလဲဆိုကျွန်တော်တို့ကကျွန်တော်ကတက်တလောက်လေးပဲဟုတ်လူလူတက်တာလေးပဲလှုပ်ထားတာအဲတလောက်ပဲတက်တယ်တလောက်ပဲလှုပ်တယ်ကွာအဲ့လိုမျိုးလေတလောက်ပဲတက်တယ်တလောက်ပဲရေးတလောက်ပဲတည်တလောက်ပဲဆိုပဲလူလူတက်တာဒီကပုံလည်းမတက်ဘူးအဲ့လိုအဲ့ဒါပါမှတင်တယ်ဒီမှာဒီမှာအဲ့ယူတာမှုတော့ရှိတယ်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဒီဘယ်လဲအဲ့တဏ္ဍာခါတခြင်းကိုရောအခုအနေနဲ့ဘယ်လိုမျိုး အာစိတ်ကူးနဲ့အဲ့တချင်းလေးကိုရေးဖြစ်ခဲ့တာလည်းပေါ့နော်အဲ့ဒါကျွန်တော်အဲ့2000တက်ပါအဲ့ first year ဟုတ်တောင်ကြီးမှာတောင်ကြီးတောင်ကြီးတက်ကူမှာတက်တက်တော့စတဲ့တဲ့ချင်းဆိုတော့ပြည့်တာပဲလေခွန်ကြောင်တာပါဗျာဟိုချက်တိုင်းညာတော့ညာတော့ဆိုတော့တော်တော်များများလည်းတော့ first year ဆိုလာ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 နဲ့ပြင်တမ်းပြင်တမ်းမိကပ်ပြီးတော့ကုန်ရှောက်လိမ့် ။အင်းဒီလျှောက်ဆိုးဘာမှလည်းမသိဘူး။အင်းအင်းအင်း။အပြိုင်ဆိုင်ပြင်ကြတာပေါ့။အေးပါအေးပါ။ကျွန်တော်သိနေ။ဒါမှမဟုတ်အဲ့ကောင်မလေးတယောက်ကျတော့တနခါလေးနဲ့ဗျာ။အဲ့လေသူကတနခါလေးနဲ့လိန်ထားဆရာဘကျွန်တော်သူတယောက်ပဲတွေ့ရ။အင်းကျွန်တော်ကြီးလိုက်မိသွား။ဟောလာလာကြီးပြီးပြန်မိလာ။အဲ့ကောင်မရှိတော့မိသွား။အင်း။ကနေကောင်မလေးကျတော့ជីជីជីနဲ့အာဘယ်လိုလဲမသိဘူးအဲ့လိုမျိုးတခုတူဖြစ်တယ်ပြီးတော့ မြင်ခွင်းထပ်ပြောက်သွားပြီမဲ့စိတ်တည်းအာရုံနဲ့မင်းတို့ကကြံနေအဲ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 ့မှာအဲ့ချိန်မှာကျွန်တော်တငယ်ချင်းဆိုင်တဲ့ဆိုင်ရှိရဲ့အဲ့ကြောင့်အဲ့ဆိုင်ဆိုင်မှာလေဂီတာလည်းအစင်းနေရှိနေဟုတ်အဲ့ကျွန်တော်တခါလေအဲ့ဂီတာနဲ့ခြားအဲ့တချင်ရေးလိုက်တာအာဟုတ်အဲ့တော့အချစ်ဦးလာလေဟာဟောသူ့ကျွန်တော်အဲ့နောက်ပိုင်းပြန်သူ့လည်းမမမိပါဘူးအဲ့လိုရေးစားဖြစ်ခဲ့လာဆိုလည်းမဟုတ်ဘူး မဟုတ်ပြန်ဟုတ်ကဲ့ဆိုလို့ရှိရင်ရိုးရိုးရင်းရင်းလေးနဲ့တနခမ်းမြမာမလေးပေါ့ဟုတ်ကဲ့အဲ့အဲ့ဒီလောက်ခုလေးကြိုက်ပါလေအဲ့ဒီလောက်ကလည်းကြိုက်တယ်တနခမ်းလေးနာဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အဲဒါတော့ဘဝရဲ့တကွေ့ပေါ့နော်ကိုယ်တော့ဆိုတော့အခုခေတ်ကလည်းဒီအစိုးရဖြစ်နေတဲ့လူငယ်တွေများတယ်ပေါ့နော်ဒီအဲတွေ့နေရပါပေါ့နော်ဆိုတော့ ကိုယ်ရေပါဝင်လဲတချင်းဆိုရတာတွေလဲကြိုက်တယ်ပေါ့เนาะဆိုတော့ဒီအနုပညာရှင်အနုပညာရှင်ဆိုတာကအနုပညာလောကတဲ့တို့ဒီတချင်းလောကတဲ့တီဆိုဖို့ဝင်ချင်တဲ့လူငယ်တွေကိုပေါ့เนาะကိုယ်ဆိုင်နေနေဆိုတော့ဘယ်လိုမျိုးအကြံပြုချင်လဲပေါ့เนาะတချင်းဆိုချင်တဲ့တချင်းဆိုချင်တဲ့လူတွေအဲ့လိုမျိုးပေါ့အင်းတချင်းဆိုချင်တဲ့လူတွေဆိုတော့အခုနောက်ပိုင်းအကြံပေးရမယ်ဆိုတော့ဘယ်လိုအကြံပေးရမှန်းတော့မသိပါဘူးအခုအခုဆိုရင် အချင်းလေးလောက်ပြီးနာမည်ကြီးဖို့ပဲအရန်လွယ်တယ်လေနော်ဟုတ်တယ်နာမည်ကြီးဆိုရှယ်မီဒီယာနေသူဘာရချက်ပြလို့ရရယ်နော်အဲ့လိုတခြား platform တွေတော့အများကြီးပေါ့အဲ့အဲ့ဘိုင်းမှာတော့ကျွန်တော်တို့အကြံပေးစရာမရှိဘူးတော့ကိုထက်တော့အများကြီးတော်တယ်ကလေးတွေအားကြောင့်အဲ့တော့နာမည်ကြီးဖို့ပေါ့နာမည်ကြီးဖို့ဆိုရင်တော့အဲ့ဘိုင်းမှာတော့အကြံပေးစရာမရှိဘူးကိုလည်းတော်ကြတယ်ကလေးတွေအဲရေရှိခံဖို့ကြတော့ရှိတယ်ဟုတ်တယ်ဟုတ်တယ်ရေရှိရေရှိခံဖို့ အခုနာမည်ကြီးလာပြောက်လိုက်ဆိုရင်တော့အဲ့လိုလေနော်ဟုတ်ကဲ့ရီရှိခံမှုကဘာရှိလဲဘာရှိမလဲဆိုတော့ကိုလှုပ်တဲ့အလုတ်ပေါ်မှာပေါ့ဟုတ်တခြားလေးဝမ်းစာဖြည့်ပြီးတခြားလေးတံမိုးထားပြီးရိုးရိုးတသားလေးနဲ့အဲ့လိုပဲလှုပ်သွားဝေးချင်တယ်တစ်စက်မိတစ်စက်အင်းအကြံပေးပါဆိုလို့ပြောပါပါဟုတ်ကဲ့အဲ့လိုလေးဖြစ်စေချင်တယ် ကဲနောက်တစ်ခုကလည်းအဲဘယ်လိုပြောမလဲအဲတခြင်းတွေကလေနော်မယိုးဤရောလို့မမယိုးဤရောပေါ့နော်ဆိုတော့ဒီလိုမျိုးကိုယ့်ရဲ့တခြင်းတွေရောလူတွေလူငယ်ချားမှနှောင်းလာလူတွေရဲ့ချားမှတို့မျိုးပေါ့နော်အဲဘယ်လိုပြောမယိုးဤရောရေပန်းစားနေမှုရှိအောင်ဟောအဲ့တုန်းကကိုယ့်ရဲ့အတွေ့အကြုံလေးနဲ့ဒီနေ့ခေတ်လူငယ်တွေနဲ့ပေါ့နော်ဆိုတော့ဘယ်လိုမျိုးပြင်ဆင်တက်လဲပေါ့နော်ဘယ်လိုမျိုးအကြံပေးခြင်းလဲပေါ့နော်ကိုယ့်ရဲ့တခြင်းတွေလည်းရေရှည်ခံနေတော့အဲ့လိုမျိုးပေါ့လေ ကယ်တော့အကိစ္စပဲအဲ့ဒါကျော်တယောက်တည်းအမြင်ရပါတော့အကိစ္စကျော်နဲ့မဆိုင်ဘူးကျော်တော့လှုပ်ရှားရှိရဟိုအကောင်းဆုံးလှုပ်တယ်အရင်ရှိခန္ဓာမခန္ဓာကိုကျော်ပြိတ္တကအာတတ်မှတ်ပြအဲ့အဲ့ကျော်နဲ့မဆိုင်ဘူးကျော်လှုပ်ရှားရှိရအကောင်းဆုံးလှုပ်ဖို့ပဲလိုတယ် ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဆိုတော့ဒီဒီနေ့ဒီချိန်ထိအကိုအားပေးနေတဲ့ပရိသတ်တွေပေါ့နော်ဆိုတော့ဒီတခြင်းနဲ့အမြဲနားထောင်နေတဲ့လူတွေလည်းဆက်ရှိအောင်မယ်ဆိုတော့ဒီနေ့ဒီချိန်ထိကိုအားပေးနေတဲ့ပရိသတ်တွေရောကိုအနေနဲ့ဗာများပြောချင်လိုက်ပေါ့အားပြောချင်တာအကြီးပါအခုချိန်ကြီးမမေ့ဘူးဆိုတော့ကျွန်တော်အဲကျေးဇူးတင်ပါတယ်ပြီးတော့ပြီးတော့ရှစ်ရှစ်ကျွန်တော်လုပ်ချင်တဲ့အလုပ်တွေလည်းရှိရတယ်ဒီဟာအဲ့ဒီတော့လေခွန်အားဖြစ်တာပေါ့ဗျာအော်ခွန်အားဖြစ်တယ်ကျေးဇူးတင်ပါတယ် ာဟုတ်ဟုတ်ဆိုတော့ဒီအကိုအမ်ဘယ်လိုပြောမလဲအကိုရဲ့ရှေ့ဆက်လာမဲ့အမှုပညာတွေပေါ့နော်အာအကိုရဲ့သက်ထွက်လာမဲ့တခြင်းတွေကိုနားထောင်ခြင်းနဲ့ပဲဖြစ်ဖြစ်အမျိုးလိုက်ပြီးတော့ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်ဘယ်လိုပဲ platform အာပဲ platform ကနေပဲအကိုကိုလိုက်ပြီးတော့ဒီဟာတွေကိုလိုက်ပြီးတော့စောင့်ကြည့်လို့ရမလဲပေါ့ဟုတ်အခုဆိုရင်ဟိုဟာရှိမယ်ပေါ့ Facebook page လို့ YouTube channel လို့ဟုတ်အဲနမအဲ့နမရပါဖြစ်မယ် Facebook Facebook page ရွေး LAN LAN space PHE ဖာ LAN ဖာအဲ့ဒါ in Facebook page အဲ့ဒီအဲ့ဒီအဲ့ဒီရောက်အောင်ဟုတ်ကဲ့ပြီးတော့ LAN LAN space FHE ဖာအဲ့ဆို YouTube channel ရောက်သွားမယ်ဟုတ်ကဲ့အဲ့ဒီမှာကျွန်တော်တို့ Golan ဖာအနေနဲ့တချင်းတွေလှုပ်ထားတဲ့ဟာတွေကျွန်တော်တယောက်တည်းတော့မဟုတ်ဘူးနိဟုတ်ကဲ့ဟုတ်ကဲ့ရှစ်ပုတ်လောက်ရှိပြီတနေ့အာကျွန်တော်တယောက်တည်းသုံးပုတ်ကျွန်တော်တငယ်ချင်းတွေရော လောက်ထားရှိတယ်အဲ့အဲ့မှာဝင်ကြည့်လို့ရတယ်ဗျာဟုတ်ကဲ့ပါဟုတ်အဲ့ဆိုတော့လို့ရှိရင်ဒီဘယ်လိုပြောမလဲအလွမ်းလဲပြည်တော့အောင်ပေါ့နော်ဒီနေ့ထိလည်းအစတော့ကျွန်တော်တို့ရဲ့စတူဒီယိုထဲရောက်လာပြီဆိုတော့ဟိုပရိသတ်တွေပေါ့နော်တချင်းတစ်ပုဒ်လောက်ဖြောပြေးပေးပါဦးလို့ဆိုတော့ဒါတချင်းလေးနဲ့ဖြောပြေးပေးခြင်းလေးပေါ့အဲအဲ့ဆိုရင်ကျွန်တော်ကျွန်တော်ဟိုးငယ်ဘွားပြန်သွားမယ်လေနော်ဟုတ်ကဲ့ဟုတ်ကဲ့တော့ဆိုကျွန်တော်ဘာနာနန်းတော့အာဒီကြည့်ရင်ကောင်းမှာဟုတ်တယ်ကောင်းတယ်ကောင်းတယ်ကိုရေဟာ တစ်ချက်နားဆင်ကြရမှာနော်ဟုတ်ကဲ့ဟုတ်ကဲ့ကြည့်ကြည့်ဒါဒီကခုံမျိုးမို့လို့ရှုပ်နေ 你。Yeah. တိုင်းနဲ့သူဆုံးမင်းမင်းသူရှိရလို့ပဲဟိုအိမ်မဲ့လေလို့ပြောက်ခွင်မှာကိုဆိုးရဲချစ်ချောင်းပါမယ်

ဲမအိမ်မဲရွှေမုံတွေကျဲအန္တရံတော်လေးတဲ့ဝလာရဲ့မင်းချီလာရပံပွဲနဲ့အချစ်ချောင်းပါပဲအေးထွက်သွားဝင်တဲ့တွေ့တိုင်းလဲသူဆုံးမိမယ်သူရှိကြလို့ပဲ ိုအိမ်မလေးလူဖြောက်ကွယ်မှာကိုဆိုရဲချစ်ချောင်းပါပဲချေပန်းလေးရေပြိုကအိုမင်းလေးပန်းမုတ်တဲ့ရှိသမျချိန်ရဲ့မင်းရဲ့ညာရင်းဖြောက်သွားစေ အခုဒီနားထောင်လို့ကောင်းနေစေကိုရတန်လေကျေးတယ်ပါဗျာဆိုတော့နောက်ဆုံးနေနဲ့ပေါ့နော်ခုခေတ်လူငယ်တွေကိုအခုအဆိုင်နေနဲ့ရောအာဗာမားအပေးစကားတွေပြောချင်လဲပေါ့နော်ဟုတ်ကဲ့ခုခေတ်လူငယ်တွေနေနဲ့ဆိုရင်သူကိုကိုကိုရင်လုံးပြူးဆိုင်ဖို့ပြီးတော့ကိုကဲ့ကိုအတွက်ရည်ချင်းနေအမြဲတမ်းဖြစ်နေဖို့စမ်းမကြီးကောင်းဖို့ ပညာတွေဖြည့်နေဖို့အဲ့လိုမျိုးပေါ့နော်ကိုယ့်အတွက်ကိုကိုယ့်ကိုကောင်းကောင်းရည်တည်နေတဲ့လူငယ်တယောက်ဖြစ်ဖို့အဲ့လိုကြိုးစားနေချင်တယ်ဗျဟုတ်ကဲ့ပါကြိုးစားအမြဲတမ်းမို့နော်ဟုတ်အဲ့ဒါပူလာရင်ကိုမိသားစုအတွက်တောင်းယူနေတဲ့လူအဲ့ဒါပူလာလို့ရှိရင်ကိုမြို့အဲ့ဒါပူလာရင်ကိုပြည်နယ်အဲ့ဒါပူလာရင်လည်းကိုနိုင်ငံပေါ့အဲ့လိုမျိုးတစ်ခါရမ်းတော်တဲ့လူငယ်လေးဖြစ်ကြတယ် စီချင်တယ်ဗျအဲ့လိုအဲ့လိုဖြစ်အောင်အဲဖက်ဖက်စူးစားပြီးစီချင်တယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ပါဆိုတော့ရှင်ဒီနေ့ကျွန်တော်တို့ studio ထဲကို interview လာပြီးတော့ဖြည့်ကြပေးတဲ့အတွက်ကိုဆိုင်ကိုကျွန်တော်တို့ရှင်းတဲ့တော့ဆင်းနေအရန်ကျေးဇူးတင်ပါတယ်ကျော်လေးအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ ကဲပါဟုတ်ကဲ့ပါဆိုလို့ရှိရင်အခုကျွန်တော်တို့ဒီကို assign အ assign နေပေါ့နော်ဆိုတော့သူရဲ့ဘွားဖြတ်တန်းပုံတခြားပြီးလို့ရှိရင်တခြင်းအဲနေဘလို့စတင်ဆိုဖြစ်ခဲ့လဲဆိုတော့အကြောင်းကိုလိုက်ပြီးတော့အ interview လွားခဲ့ကြတာဖြစ်တယ်ပေါ့နော်လိုက်ပြီးတော့မေးမြန်းခဲ့ကြတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရှမ်းတော်စင်ကိုမြန်ကြည့်ရှုအားပေးနေတဲ့ပရိသတ်တွေလည်းနေကောင်းကြမှာကြပါစေလို့အခု video ကလည်း message တစ်ခု ကိုအစမ်းနေပေးတဲ့ message တခုခုတော့ရမယ်လို့လည်းကျွန်တော်တို့မျှော်လင့်ပါတယ်ဆိုတော့ဒီ video ကဒီအကောင်းကျိုးဖြစ်တယ်ပြီးလို့ရှိရင်ကိုစမ်းကိုလည်းအားပေးနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ video ကို like and share လုပ်တော့ဖို့လည်းမမေ့ပါနဲ့ဗျာဒီနေ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်